မျိုးတို့ရေကျွန်တော်အမြဲတမ်းလိုက်တင်နေတဲ့အကြောင်းပေါ့နော်ဒါကဒီအော်ဘားမားခစ်ကအဘဘာခစ်ကနေအာဒေါ်နယ်ထရန့်နဲ့နတ်တောမစစ်နတ်နတ်တောစကူနတ်တောစချောက်တီနော်အာတတကံလို့ရှောက်လို့ပေါ့နော်အာဒီဘူတော်ကဘာလောက်လာလို့ဖြစ်တယ်ဂျင်းစ်ကာမော်လို့ခေါ်တာဒီမှာသူကခုသူ့ကိုစစ်ဆေးနေပြီဖြစ်ပါစစ်ဆွေးနေပြီဘာကြောင့်လဲဆိုရင်တော့သူကရုရှား 2016ရွေးကောက်ပွဲမှာရုရှားကဒေါ်နယ်ထရန့်ကိုကူညီလို့အာဒေါ်နယ်ထရန့်ကဒီရွေးကောက်ပွဲမှာသူအောင်လွားတယ်ဆိုတာကိုသူကစိတ်မဲ့လို့တာဖြစ်တယ်။ဒါပေမဲ့အမကလှုပ်တဲ့သူကတော့ဒီအော်ဘားမားကနေနောက်ကိုင်ဖြစ်တယ်လို့ပြောတာဖြစ်တယ်။ဒါပေမဲ့သူ့ဝယ်ရင်စစ်စည်းနေတာဖြစ်ပါတယ်သူ။စစ်စည်းပြီးစပ်တည်ပြီးစစ်စည်းလိုက်ပြီးစပ်တည်ပြီးသူ့ကိုမှုဆွေးချက်တင်လိုက်တာဖြစ်တယ်။ဆွေးချက်တင်လိုက်တယ်ဆိုတော့ကသူ့ကိုအမှုဖွက်လိုက်တာပေါ့နော်။ဆိုတော့ဒီ ဖမ်ပါရီဆိုတဲ့ justice department ကနေသူ့ကိုအာဘာလို့လဲလို့ဖြစ်တယ်သူ့ကိုအာဆွေရှစ်တင်လာတာဖြစ်တယ်ကျွန်တော်မကြိုက်ခင်မှာလာမယ်ဒီကနေဘလို့ DFBR နဲ့ဆက်ပြီးမှအာ CIA ကောင်းဆောင်လေးပြီးတော့အမှလာတဲ့အဲနဲ့နဲ့ပတ်သက်လာဖြစ်ဖြစ်နေဆိုတော့မကြိုက်ခင်မှာဆိုရင် Henry the Hillary Clinton တို့နော် Barack Obama တို့လည်းဆက်ပြီးလာတော့မှဖြစ်တယ်လို့ကျွန်တော်ကြည့်အာအာ ြင်တာပေါ့နော်ကြည့်ရတာကဘာလဲဆိုရင်နိုင်ငံရေးတခုမှလူကိုအာမဟုတ်မမမတရားဆွဲပြီးမှပေါ့နော်အဲ့လိုကြောက်တွန်းတာတို့အဲ့လိုလှုပ်တာကျွန်တော်မကြိုက်ဘူး Republican ပဲဖြစ်ဖြစ် Democrat ပဲဖြစ်ဖြစ်လူကလူကိုမုန်းလို့ရဒါပေမဲ့မဟုတ်မမတဲ့ဟာတွေလှုပ်ပြီးမှလေသူများကိုအာဒီသူများရဲ့အာဂိုတိခံကြဆင်းအောင်လှုပ်တာတို့နော်နိုင်ငံရေးကလည်းပြတ်သွားအောင်လှုပ်တာတို့ဥပမာကိုမရှင်နိုင်ဘူးဆိုရင်တခြားနည်းနဲ့ရှင်ဒီလိုမျိုးနဲ့ လိုက်လို့တာတော့မကောင်းပါဘူးကွာအဲ့ဒါကြာကြောင့်ကျွန်တော်လိုချင်တာကဘေးပါတီပဲဖြစ်နေစေကျွန်တော်ကအမှန်ကိုလိုချင်တာ justice ကျွန်တော်တို့နိုင်ငံနေကျွန်တော်တို့နိုင်ငံမှာဒီလိုမျိုးမကန်တဲ့ justice မရှိခဲ့ဘူးအဲ့ကြောင့်ကျွန်တော်ကလိုမရှိကျွန်တော်အရမ်းမုန်းတာအဲ့လိုအဲ့လို justice တရားမျှတမှုမရှိလို့ကျွန်တော်တို့ကဒီသူမြတ်နိုင်ငံကိုကျွန်တော်ကလာခဲ့ရတာလေဆိုတော့အခုဒီနိုင်ငံမှာလည်းဒီလိုမျိုးဖြစ်နေကျွန်တော်ကတော်တော်မုန်းတာ Republican ဘက်ဖြစ် Democratic ဘက်ဖြစ်ဒီတရားမျက်တမျက်မျက်သက်သက်မလုပ်ပြတဲ့ဟာကိုကျွန်တော်တော်တော်မုန်းတာတဆန်နဲ့အာနာရီတုံးပြီးမှလေလူကြောက်ကြိုက်တယ်လို့တော့တာဟာကျွန်တော်အရာတော်တော်ကိုစိတ်နာတာပေါ့ကွာအခုဒါကြောင့်ခုတာကိုမကြိုက်ခင်မှာသူဘယ်လိုလာမလဲတော့မသိဘူးဟိုစတင်နေပါပြီပေါ့နော် Okay ဒီဗီဒီယိုလေးကအစ်တနဲ့ဖြစ်တဲ့ဆိုတော့မိတ်ဆွေ share ကြပါပေါ့နော် share ကြပါပြောရင်ဒီမှာမင်းဒီကိုချိုးချင်အောင်မှတ်ကြည့်ကြပါနော်